ချမပြလို့ရှင်ရနောက်နှစ်သတင်းကျရောက်သွားမှာဆိုတော့အဲ့ဒီနှစ်ကိုလည်းဒီပြိတ္တအရွယ်ချဲပြိတ္တတွေကိုလည်းဒီသတင်းကျရာဒီစာလေးတင်ဆက်ချင်တာဖြစ်တဲ့အတွက်တော့အဲကိုတက်နိုင်ဆုံးအကောင်းဆုံးတော့ကျူစာထားပါတယ်ဟုတ်ဘောင်းတဲ့ငယ်ချင်းများနဲ့တို့ပြောစရာချိန်ဖို့ကျေတရားရီလေးမငွေစနာတည်းတော့အချစ်သချင်းပုံစံမျိုးလေးပေါ့နော်သတင်းကျမှာတွေ့ရဲဟိုကောက်ပေါ့ကိုဖူးစာရှင်နဲ့တွေ့ရဲဆိုတဲ့ပုံစံမျိုးလေးလောက်ထားပါတယ်ဟိုသတင်းကျမှာအသေးကွင်းကြတော့လည်းမကောင်းတော့ဘူးလေသိရမလားစီမီလေးများသွား ချစ်ကားကြောင့်လည်းတချင်းစာသားတွေကအတိုင်းလေးကိုပဲပုံဖော်သွားတာပါဟိုဟိုလိုမျိုးကြီး inspire လွေတာတော့မရှိဘူးအဲတနေ့ကျွန်မဒီတချင်းလေးနဲ့ live ဖတ်မဲ့ဟိုဒီဟိုဘယ်လိုပြောမလဲရိုက်တဲ့ဟာလေးပေါ့အဲ့လိုမျိုးလေးပဲလောက်သွားတာပါเบบี้เล่นเนี่ยเบบี้เล่อ่ะไม่ลาได้ป่าวกูอ่ะกูลงเสียชื่อไอ้อย่างนี้อย่างเงี้ยป่ะเนาะกูเนี่ยดิ ိမ်မက်လေးတွေကိုအရင်ကောင်းထဲပေါ်နေရပေါ့နော်အဲဒါဟိုဘေဘီလေးကလည်းအိမ်မက်ပါပဲဒါပေမဲ့လည်းကိုအရင်ပြုံးဖြစ်ချင်းတဲ့ဟာလေးလုံနေရပေါ့နော်အရင်ဆုံးဒီသချင်းနဲ့ပတ်သက်တာလေးလုံဖြစ်နေပါတယ်ဒီအရင် ဟိုတခြင်းအဟောက်ဟိုပေါ့နော်ဘလို့တခြင်းလေးလုပ်ရင်ကောင်းလဲဆိုပြီးတော့စဉ်းစားရတဲ့မှာတခြင်းအဟောက်နေလဲပြန်မဆိုကျင်တာ ਨੇ ဆိုတော့အဲကိုပိုင်းတခြင်းလေးတစ်ပုဒ်ကိုပဲကျွန်တော်ဒီနှစ်တော့ဖန်ကြီးဖြစ်ပါတယ်အဲ့ဒါလေးကခုဒီနေ့28ရက်နေ့ည9:00တင်မှာပေါ့နော်တခြင်းလေးဟုတ်ရင်းချမ်းညာလေးရဲ့နာဟာရောင်ရီဆုံတော့ တက်နိုင်ဆုံးတော့အကောင်းဆုံးဖြစ်မယ်ဆိုတော့အတိုင်းအတာတစ်ခုကြည့်ရောအရင်အကောင်းဆုံးကြိုးစားထားပါတယ်။အဲရိုက်ကူးရေးဘက်မှာတော့လည်းအခက်ခဲလေးရောရှိရပါတော့နော်။ဟိုဒီရက်ကအရန်ကတ်သွားလို့ပါဘာလို့ဆိုတော့အရင်ဒီသချင်းလေးကိုအရင်လက်ထဲကိုရောက်တဲ့အချိန်မှာလေဟိုအရန် ဟိုတချင်းကိုမြင်ဟိုသတင်းချုပ်ကအရန်ကတ်နေပြီလေဒီကတ်နေတဲ့ခါကျတော့အဲနှစ်ပတ်လောက်အတွင်းကိုမြင်လောရတဲ့သဘောမျိုးဖြစ်သွားပါတော့ဒီတချင်းကိုဘယ်ဘယ်ဆိုတော့ဒီနှစ်ချမပြတ်လို့ရှင်ကနောက်နှစ်သတင်းချုပ်ရောက်သွားမှာဆိုတော့အဲ့ဒီနှစ်ကိုလည်းဒီပြိသက်အရင်ရဲ့ချဲပြိသက်တွေကိုလည်းဒီသတင်းကျောရာသီစာလေးအဲသချင်းလေးသူတို့ပေါ်လေတင်ပိုဘယ်လိုပြောမလဲတင်ဆက်ချင်တာဖြစ်တဲ့အတွက်တော့အဲကိုတက်နိုင်ဆုံးအကောင်းဆုံးတော့ကြိုးစားထားပါတယ်ဟုတ်ဘောင်တင်တငယ်ချင်းများနဲ့တို့ပြောချင်ချိန်ပေါ်ချဲတရာရီလေးဘဝဝိစနာတရီတော့ တင်းချစ်မှာတော့မကွဲဘူးပေါ့နော်တင်းချစ်မှာအခုတင်းချစ်သချင်းလေးကိုတော့ညောကဟိုဘယ်လိုရမလဲဟိုဟိုအချစ်သချင်းပုံစံမျိုးလေးပေါ့နော်တင်းချစ်မှာတွေ့ဟိုကောက်ပေါ့ကိုဖူးစာရှင်နဲ့တွေ့ရဆိုတဲ့ပုံစံမျိုးလေးလှုပ်ထားပါရဲ့ဟိုတင်းချစ်မှာအသေးကွင်းကြတော့လည်းမကောင်းတော့ဘူးလေဒီလိုအဲ့ဆိုတော့အရင်တက်နိုင်ဆုံးတော့အချစ်သချင်းလေးဖြစ်အောင်တော့အကောင်းဆုံးဖန်တီးထားပါရော။ဒါပေမဲ့သူရူးစန်းတော့ဖြစ်နေမှာပေါ့နော်။ဟိုလေဟိုကိုကလည်းဟိုကွာအိမ်အောင်ချပြီးသားလူတယောက်ဖြစ်တယ်။ဒါမဲ့လည်း ဟိုဒါကတော့အညွဲ့ personal ပါဒါပေမဲ့သင်းနေမှာကျတော့ဟိုကိုကဟိုဘယ်လိုရမလဲခုနကပြောလို့ပူဇော်ရှင်နဲ့တွေ့ရင်လည်းတွေ့ရမယ်ကွာကိုတခြားဟို character တစ်ခုနဲ့ဖြစ်ရင်ဖြစ်နေမှာဆိုတော့သင်းနေမှာဆိုတော့ဒါပေမဲ့ကိုလည်းကိုကရန်လည်းတိရစ္ဆာန်ထားတာဖြစ်တဲ့အတွက်အတက်နိုင်ဆုံးတော့အကောင်းဆုံးအများကြီးကြိုးစားထားပါတယ်မီးပေါ်များလို့လို့သူပြောစရာချိန်မင်းများ မတရားဆိုတော့အခုအယွန်းသတင်းကျွလာကျတော့အယွန်းရဲ့မွေးနေ့လာပေါ့နော်မွေးနေ့လာဖြစ်တဲ့အတွက်တော့အဲ့ဒါလေးကအထူးကျအမှတ်တရလေးပေါ့အဲရှေးနှစ်တည်းကတော့အယွန်းဗဒေးရှိုးလေးလုပ်တယ်အဲဒီနှစ်ကတော့ဟိုအခုတော့ဂျင်ညာတော့ဂျင်ညာထားပါတယ်ဒါပေမဲ့အခုနေပြီးတော့ပွဲတော့ဂျင်ညာထားပြီအဲအဲ့ဒါလေးတော့ရှိမယ်မှတ်တရဆိုတော့အခုဒီနှစ်ဆိုတာသတင်းချက်သချင်းလေးပေါ့နော်အဲ့ဒါလေးလည်းအခုတက်တော့မှာဆော့ရလေးတွေ့ရဖြစ်တဲ့အတွက်အဲ့ဒါလေးကတော့အမှတ်တရဖြစ်မှာပါ တော့ baby လေးတဲ့နေရာ baby လေးကမလာသေးပါဘူးကိုကကိုလုံးဆရာရှိရအရာလေးအရင်ပေါ့နော်ကိုရဲ့ဒီအိမ်မလေးတွေကိုအရင်ကောင်းထဲပေါ့နေရပေါ့နော်အဲဒါဟို baby လေးကလည်းအိမ်မက်ပါပဲဒါပေမဲ့လည်းအခုအရင်ပြုံးဖြစ်နေတဲ့ဟာလေးလုံနေရပေါ့နော်အရင်ဆုံးဒီသချင်းနဲ့ပတ်သက်တာလေးလုံဖြစ်နေပါတယ်။ Surprise ကသချင်းနဲ့သချင်းမဲ့လား။သချင်းမှာပဲမဟုတ်မှန်တော့မနေ့က ဟိုဗါလဲတချင်းပြီးသွားမှဒီပဒေးဟာတင်မယ်ပေါ့နော်ပဒေးဟာပတ်သက်တဲ့ဟာလေးတင်မယ်ဆိုပြီးတော့ဒါမဲ့အပြောင်းလဲဖြစ်သွားတော့ပဒေးဟာအရင်တင်ပြီးတချင်းကနောက်မှဖြစ်သွားတယ်အဲ့လိုမျိုးဖြစ်သွားတာပါအဲသတင်းကျုပ်အခုတချင်းထဲမှာတော့ပြန်လွှမ်းစရာတော့တဲ့ကျွန်တော်ဒီမြန်မာသတင်းကျုပ်ရဲ့ delay ထုံးထုံးစံလေးတွေအဲဒီရှစ်ဆရာကောင်းတဲ့အပြုတ်မှုလေးပေါ့နော်မြန်မာအပြုတ်မှုလေးဒီသတင်းကျုပ်ရဲ့အပြုတ်မှုလေးတွေ အဲ့ဒါလေးကိုအရင်အဓိကပြချင်တာပါပြနေတယ်ပြီးတော့ရှင်လည်းဒီရင်းချက်မှာတွေ့ခဲ့တဲ့ပူဇာရှင်ပေါ့ကွယ်အဲသူတို့နှစ်ယောက်ရဲ့ဒီအချစ်ဇလန်းလေးပေါ့အဲ့လိုအချစ်အချစ်အဲ့လို romance ပုံစံလေးပေါ့အဲ့အဲ့လိုလေးတွေတော့ပါပါတယ်ဟုတ်အဲ့အဲ့ရောဘယ်ဘယ်ကနေ inspire လေးပြလိုက်တယ်ဘယ်ကနေပြီးတော့ inspire တော့မယူပါဘူးအရင်သတင်းကြိုးသတင်းလုပ်မယ်ဆိုရင်ဒီပုံဖော်မဲ့ဟာတော့ဒါကတော့မြန်မာလူတွေထုံးတမ်းစဉ်းစားရဆိုတော့လေအဓိက inspire ဆိုတာကမြန်မာမြန်မာမြန်မာလူမျိုးတွေရင်းချက်မှာလှုပ်လှုပ်ထွက်ရှိရဲ့အပြုတ်မှုလေးတွေဓလေ့လေးတွေကိုပဲထည့်သွင်းရိုက်ကူးတာဆိုတော့လေ အဲဟို inspire ယူတာတော့မရှိပါဘူး။အချစ်နဲ့ပတ်သက်တဲ့ဟာ။ဟောအချစ်လားအချစ်အချစ်ကတော့လေတချင်းစာသားတွေကအတိုင်းလေးကိုပဲပုံဖော်ရတာပါ။ဟိုဘယ်လိုမျိုးကြီး inspire လွယ်တာတော့မရှိဘူး။အဲတရင်ကျွန်မဒီတချင်းလေးနဲ့လိုက်ဖက်မဲ့ဟိုဒီဟိုဘယ်လိုပြောမလဲရိုက်တဲ့ဟာလေးပေါ့အဲ့လိုမျိုးလေးပဲလောက်သွားတာပါ။ ဒဘယ် city edition ပေါ့နော်အရင်ကဒီမျိုးနှမျိုးပေါ့မျိုးနှမျိုးဒီနှစ်ကတော့အထူးထူးခြားမျိုးနှမျိုးလုံးမှာဆိုတော့အဲမျိုးနှမျိုးမှာဟိုနေပြီးတော့ကြီးညာပြီးပြီပေါ့နော်အဲ့တော့နေပြီးမှာရှိရပြည်သက်တွေလာရောက်ပြီးတော့အားပေးချဖို့အတွက်ပေါ့အရင်အဲ့နေ့မှာအရန်အများကြီးပြင်ဆင်ထားပါတယ်အဲ United တို့တခြားဒီ special guest တွေလည်းပါတာပေါ့နော်ကိုဟဲလေးကိုရဲလေးအဲမကီမိုးတို့လည်းပါဝင်มาဖြစ်တဲ့အတွက်အဲ့ပွဲလေးလည်းလာရောက်ပို့တော့ရောဖိတ်ခေါ်ချင်ပါတယ်အဲအကောင်းဆုံးကြိုးစားပြီးပြင်ဆင်ပြီးတော့တင်ဆက်มาဖြစ်တဲ့အတွက်လည်းအဲ့နေ့လာရောက်မဲ့လာကြည့်မဲ့သူတွေအတွက်လည်းအကောင်းဆုံး ဘယ်လိုပြောမလဲဟိုပေါ့နော်ပျော် ပြီးပြန်သွားမယ်လို့ထင်ပါတယ်အယုံအဲ့လိုမျိုးအသေးတော့ကွဲတယ်ဒါပေမဲ့အသေးတော့ကွဲတယ်ဒါပေမဲ့အသေးကရှင်းနေတာတော့နေဆိုပေမဲ့လေဟိုပျော်ကြကောင်းတဲ့အစီအစဉ်လေးနေဖြစ်မှာဖြစ်တဲ့အတွက်ဟိုနှစ်သက်ကြလိမ့်မယ်လို့တော့ထင်ပါတယ်။ယုံဘာလို့လဲဆိုတော့တချင်းလေးတွေအကုန်မျှထဲတာဆိုတော့လေဟိုအရင်ဤသွားမှလည်းဆိုတော့အမျိုးလေးတွေရောချားဟာလေးရောယင်ပုံမှန်စုံရဟာလေးရောမစုံမစုံပြစ်တဲ့တချင်းလေးရောဆိုမှဖြစ်တဲ့အတွက် အဲနေပြည်တော်ရှိတဲ့ပြည်သက်တွေအစ္စလန်ဘာမှညလုံးမှဖြစ်ပါတယ်အဲ့တော့လာရောက်ပြီးတော့အပိဖို့အတွက်ညဖိတ်ခေါ်ချင်ပါတယ်ပြီးတော့ဒီသတင်းကျွတ်သချင်းလေးအပိပါအောင်လို့ဒီသချင်းလေးရတယ်ထူးထူးခြားခြားပုံစံလေးဖြစ်တဲ့အတွက်အဲနားထောင်နေကြပုံစံမဟုတ်တဲ့အတွက်ပေါ့နော်အယွန်းဆုံနေကြပုံစံလည်းမဟုတ်တဲ့အတွက်အဲအသက်ဆန်းလေးတစ်ခုတော့ဖြစ်နေမှာပါအဲ့တော့အကောင်းဆုံးလည်းစူးစမ်းထားပါတယ်အဲလိုအပ်ချက်တွေရှိလို့ရှင်လည်းနားလည်ပြီးတော့ဖြည့်ဆွတ်ပြီးတော့ရှိရှိနားထောင်ပေးစေချင်ပါတယ်အဲ့တော့အပိရဲ့ချက်ပြည်သက်တခုတည်းရချင်တဲ့ကျေးဇူးများကြီးတင်ပါတယ်ပြောချင်ပါတယ်